အားလုံးပဲမင်္ဂလာပါအားဒီကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့ဆိုလို့ရှိရင်22နှစ်နေရှိတော့ပါပြီကျွန်တော်ရဲ့ပြည်သက်တဲ့အားလုံးနှစ်အောင်ကအညစ်အကျစ်တွေအတင်းရောအပြင်ပါအတာရင်နဲ့အတူမြော့ပါသွားပြီးတော့မှဒီနှစ်တင်မှာစိတ်တည်လူတင်နဲ့ဒီဘေးရန်ခက်တဲ့အပေါင်းကင်းဝေးပြီးတော့မှလုတ်တိုင်းအောင်ပြီးတော့မှကြံတိုင်းမြောက်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်တင်ဆက်မယ့်အကြောင်းအရာကတော့ဒီနေ့ရခိုင်ပြည်ဟာအနာဂတ်မှာနိုင်ငံတကာရဲ့စီးပွားရေးဆုံမဲ့ တစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှတင်ဆက်သွားမှာဖြစ်ပါတယ်ရခိုင်ပြည်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့အနောက်ဘက်ခြမ်းနဲ့ဘင်္ဂလားပင်လယ်ော်ကိုမျက်နှာမူထားတဲ့ကဲယွတ်တဲ့ဒေသတစ်ခုဖြစ်တဲ့အပြင်အိန္ဒိယသမုတ်တရားနဲ့ပါဆက်ဆက်နေတာကြောင့်နိုင်ငံတကာရဲ့ရေကြောင်းကုန်သွယ်လမ်းအတွက်ပါအရေးပါလာတဲ့ဆုံချက်တစ်ခုဖြစ်ပါတယ်ရခိုင်ပြည်မှာဘီလီယံနဲ့ချီတဲ့အမေရိကန်ဒေါ်လာတွေရနိုင်တဲ့ရေအောက်တည်ရဇာတ်တွေထွက်ရှိရာအရေးတစ်ခုဖြစ်ပြီးတော့နိုင်ငံတကာရဲ့ပထဝီနိုင်ငံရေးနဲ့စီးပွားရေးအရာပါမဟာပြူဟာကျလာတာကြောင့် နိုင်ငံကြီးတွေရဲ့စိတ်ဝင်စားမှုအများဆုံးရှိတဲ့ဗဟိုချက်တစ်ခုဖြစ်လာနေတာကိုတွေ့ရပါတယ်။ရခိုင်ပြည်မှာစီးပွားရေးအရအေးပါတဲ့စိတ်ကန်တွေရှိတဲ့အတွက်ဒီအထူးသဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီကြောက်ဖြူစိတ်ကန်တဲ့စစ်တွေစိတ်ကန်ရဆိုရင်အရှိတောင်အာရှနဲ့တောင်အာချအကြောကိုကုံတွေရေးအတွက်မဟာဗျူဟာကျတဲ့နေရာတစ်ခုဖြစ်ပါတယ်။အဲ့ဒီနောက်ဒီရခိုင်ယူမတောင်တဲ့နယ်ဒီကယိုတန်း မှာရှိတဲ့ကမ်းခြေတွေကဒီကျွန်းတွေကလည်းဒီရခိုင်ပြည်ရဲ့တဘာဝအလှတရားတွေကိုပုံဖော်နေတာကြောင့်နိုင်ငံတကာဒီခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းလားလာကောင်းတဲ့နေရာကြီးဖြစ်ပါတယ်ရခိုင်ပြည်ရဲ့တဘာဝတံငွေဒီရင်းနယ်တွေးတွေအပြင်ငါးလုံငန်းကုန်တွင်းဒီမွေးမြူရင်းနယ်စိုက်ပျိုးရေးတွေအတွက်ပါမြစီမြေတော်အကောင်းတွေရှိတဲ့အတွက်ကြောင့်မလို့ဒီဗုဒ္ဓဖျားရှင်လက်ထက်ကဆိုရင်ဒေါက်တာတညဟိုဒီလို့ဒါရခိုင်ပြည်ကိုတင်စားခေါ်ဝေါ်ခဲ့တာရှိပါတယ် အဲ့ဒါဒီနေ့ရှင်ဒီထစ်တင်ကြကြလည်းရှိနေပါတယ်။ဒါကြောင့်ရခိုင်ပြည်ရဲ့ပထူရီအနေထားမှာကပ္ပစီဘောရဲ့အတွက်လည်းဒီအရေးပါတဲ့နေရာတစ်ခုဖြစ်ကြောင်းလို့ပြောလို့ချင်းဖြစ်ပါတယ်။အဲ့ဒီလိုကပ္ပစီဘောရဲ့အတွက်အရေးပါလာတဲ့ရခိုင်ပြည်ကတံပိုးမြင့်တင်ရဇာတ်တွေကိုမြန်မာစစ်အစိုးရအဆက်ဆက်ကရခိုင်ပြည်နဲ့ရခိုင်ပြည်သူတွေရဲ့သဘောထားကိုဒါလစ်လျူရှုပြီးတော့မှသူတို့ရဲ့ပြည်မတွေကိုတစားဆင်ကြတဲ့အပြင်ကိုဒီရသည်များငွေကြေးတွေကိုလည်းသူတို့ရဲ့အိတ်ကက်ထဲကိုဒါထည့်ခဲ့ကြတာရှိပါတယ်။ တို့ကဒီဈေးကွက်နဲ့ဒီစီးပွားရေးဈေးကွက်တကိုဒီနိုင်ငံတကာနဲ့ချိတ်ဆက်ဆောင်ရွက်ပင်မဲ့လို့ဒီရခိုင်ပြည်ရဲ့တကယ်ဒီလိုအပ်နေတဲ့လူမှုရေးတွေနောက်ပြီးဒီကျန်းမာရေးနောက်ပြီးဒီဂေဟဒါစနစ်တွေထိန်းသိမ်းစောင့်ရှောက်ရေးတွေမှာကြတော့ဒါတကယ်ကိုပြက်ကွက်ခဲ့တာတွေရှိပါတယ်ဆိုတော့အခုလိုရခိုင်တပီလုံးရဲ့လူမှုဖွံ့ဖြိုးရေးအတွက်တံပိုးမြင့်တယံဇာတ်တွေရှိပေမဲ့လို့ရခိုင်ပြည်ဟာမြန်မာနိုင်ငံမှာချင်းပြည်နယ်ပြီးရင်ဒုတိယအစင်းရုံနေရာတစ်ခုဖြစ်နေတာက ရခိုင်ပြည်နယ်ရခိုင်လူမျိုးတွေအတွက်အတော်လေးကိုအတင်းကျပ်တဲ့ဖြစ်ရတခုဖြစ်ပါတယ်ဆိုတော့ဒါကြောင့်ရခိုင်ပြည်သူတွေရဲ့ရပိုင်ခွင့်နဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်မဲ့ဒီအရခတ်တော်အေဟာရခိုင်တို့ရဲ့အိမ်မက်တခုအဖြစ်ဒါတရှိလာတယ်လို့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်ဒီပထမဆုံးအနေနဲ့ဒီရခိုင်ပြည်ရဲ့အကျိုးစီးပွားပေါ့လေနော်ရခိုင်ပြည်ရဲ့အကျိုးစီးပွားနဲ့အေရတို့ကဘလောက်ဒီစင်ကော်ချက်တွေရှိနိုင်လဲဆိုတာကိုဒါအရေးဆုံးကြည့်မယ်ဆိုလို့ရှိရင်အခုအချိန်မှာရခိုင်ပြည်သူတွေရခိုင် အကျိုးစီးပွားကာကွယ်ဖို့အတွက်အဓိကအခန်းကဏ္ဍမှာအရေးကြီးဆုံးကတော့ EA ပဲဖြစ်ပါတယ်ဆိုတော့တစ်တုံလန်နေခွန်စစ်စင်ရင်းနဲ့အတူကူဆက်လာတဲ့ဒီရခိုင်ပြည်ကတိုက်ပွဲတွေဟာ2020သုံးခုနှစ်ပေါ့လေ2023ခုနှစ်ဒီအော်တိုဘာလစတင်ပြီးတော့မှဒီ2024တနှစ်ကျော်ကာလအတွင်းမှာဒီရခိုင်ပြည်ရဲ့60ရာခိုင်နှုန်းအထိကိုသူတို့ထိန်းချုပ်နိုင်ခဲ့ပါတယ်ဒီရှစ်ကောင်ကြီးရုံးဆိုင်ရာအဓိကတိုင်းစစ်ဌာနချုပ်တစ်ခုနဲ့ဒီစစ်စင်ရဲ့ကုတ်ကရေးဌာနချုပ်သုံးခုဒါကိုအေကတင်ပိုက်ခဲ့တယ် ဆိုတော့ E ကနေပြီးတော့မှဒီလက်ရှိအချိန်မှာလည်းဒီရခိုင်နေဆက်ပေါ့လေဒါတိုက်ပွဲမရဲ့ဘဲနဲ့ဒီရခိုင်နေဆက်ဒီ EOD ပကိုးဒါမခွေးအထီကိုဒါသူကထိုးဆေးစင်နေတယ်ရခိုင်နဲ့တိဆက်တဲ့နေရာတွေမှာလည်းဒါနိုင်ငံရေးရတုမဟာမိတ်တွေတိဆောက်ထားတယ်ပြီးတော့စစ်ကောင်စီကိုဖိအားပေးတဲ့နေရာမှာလည်းဒါအရေးပါတဲ့တော်လှန်ရေးအဖွဲ့အစည်းတခုလိုဖြစ်နေတယ်ပေါ့လေအဲ့ဒီလိုအေဟာစစ်ရေးအရာစစ်ကောင်စီကိုတိုက်ခိုက်တာဒါနိုင်ငံရေးအရာဒီမဟာမိတ်တွေတိဆောက်တာအပြင်ရခိုင်ပြည်ကိုလည်းသူပြန်လေ ထီထောင်ဖို့အတွက်ဒါအုပ်ချုပ်ရေးတရားစီရင်ရေးနဲ့ဒါပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်းသူကတိုးချဲ့လောက်ကင်နေတာတွေရှိပါတယ်ဒီအချက်တွေကိုကြည့်ရတဲ့ဒီ EA ကဒီတစ်ချိန်တည်းမှာဒါစီရင်အင်အားကြီးထွားလာသလိုနိုင်ငံရေးအင်အားလည်းဒါတိုးတက်လာတာကိုပြနေတယ်လို့တတ်မှတ်လို့ရပါတယ်ဆရာအဲ့ဒီအထက်မှာ EA ဖွဲ့ကဒီရခိုင်ပြည်ရဲ့ဒီစီးပွားရေးကဏ္ဍကိုထိန်းချုပ်ဖို့အတွက်လည်းတိုးမြင့်လှုပ်ဆောင်လာပြီးတော့မှဒီနေဆက်ကွန်တရရဲ့လမ်းကြောင်းကလမ်းကြောင်းနဲ့ဒီကံယူတဲ့ကွန်တရရဲ့လမ်းကြောင်းတွေကိုသူက ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်ပေါ့ဒါအီကဒါဘန်နာရေးမှာလဲဟိုအင်အားတွေရှိလာမယ်လို့ဒါပြောလို့ရပါတယ်ဆိုတော့အင်ဘန်နာရေးအင်အားပူတောက်လာမယ်ပေါ့လေဒီခိုင်ပြည်ရဲ့ဒီပထဝီအနေဒါဟာအီအတွက်မဟာပြာမြောက်အရေးပါမှုတွေရှိနေပါတယ်ဆိုတော့အီအတွက်တမကနိုင်ငံတကာအတွက်ပါအရေးပါလာနိုင်တဲ့ဒီကုံသွေးလမ်းကြောင်းမှာဒီတန်ငင်းတမန်ကင်းကအဓိကဖြစ်တဲ့အတွက်ဒါအီအနေနဲ့တော့တတိကြီးစွာဂိုင်တွေ့ရမယ်အနေဒါဖြစ်ပါတယ်ဆိုတော့အဲ့ပြောလို့ခြင်းမှာ အသက်ကျအနေနဲ့ကတော့ရခိုင်ကဲယွန်းတဲ့ဟာဒီတရုတ်နိုင်ငံကနေအိန္ဒိယသမုဒ္ဒရာကိုတိုက်ရိုက်ထွက်ပေါက်တစ်ခုဖြစ်အရေးပါနေတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်တရုတ်နိုင်ငံရဲ့ဒီဒီရေလန်းကြောင်းနဲ့ဒီကပတ်လန်းစီမံကိန်းမှာမဟာဗျူဟာကျနေတဲ့အနေဒါတစ်ခုဖြစ်ပါတယ်တရုတ်နိုင်ငံမှာရေလန်းကြောင်းနဲ့ကပတ်လန်းဒီ PRI စီမံကိန်းကိုအဓိကရင်းနှီးမြှုပ်နှံထားပြီးတော့မှဒီအဲ့ဒီစီမံကိန်းထဲမှာမှတရုတ်ကြီးပဲတော့မဟုတ်ပါဘူးဒါအာဖရိကနိုင်ငံတွေလည်းပါတယ်လို့ကျွန်တော်တို့သိရပါတယ်အထူးသဖြင့်တော့ဒီကြောက်ပြူစိတ်ကဲမှာ တရုတ်နိုင်ငံအတွက်မဟာဗျူဟာအရေးပါတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်အဲ့ဒီစိတ်ကန်းဟာတရုတ်နိုင်ငံကိုအိန္ဒိယသမုတ်တရားတွေကနေတိုက်ရိုက်လမ်းကြောင်းဒီဖွင့်ပေးနိုင်ပြီးတော့မှဒီမလက်ကရေလက်ကြားကိုဒါခြောင်ချားနိုင်တဲ့အတွက်တရုတ်ကပို့ပြီးတော့မှဒါအာယုံစိုက်နေတဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်ရခိုင်ငယ်အနောက်မှာရှိတဲ့ကြောက်ဖြူစိတ်ကန်းဟာတရုတ်နိုင်ငံရဲ့ဒီရေနံနဲ့တဘာဝတန်ငယ်တင်သွင်းမှုအတွက်အရေးပါတဲ့ဒီလမ်းကြောင်းတစ်ခုဖြစ်ပြီးတကယ်လို့ဤအနေနဲ့အဲ့ဒီဒေတာကိုလုံးဝထိန်းချုပ်နိုင်မယ်ဆိုရင်တရုတ်နဲ့ EA ရဲ့ညှိနှိုင်းမှုအင်အားကပို့ပြီးတော့ တိုးတက်လာနိုင်တဲ့အနေအထားမှာရှိပါတယ်။ဒုတိယအားသာချက်မှာတော့ဒီဘင်္ဂလားဒေ့ရှ်နဲ့ကုန်းတွင်းဒါကုန်းတွင်းနေဆက်တွေရှိနေတာရှိနေတယ်။ပြီးတော့နေဆက်ကုန်းတွင်းရေးနဲ့နေဆက်ဖြတ်ကျော်မှုဒါစီးပွားရေးလုပ်ငန်းတွေကလည်းဒါတို့ဝင်ငွေရနိုင်တယ်ပေါ်လေဆိုတော့တတိယအားသာချက်ကတော့ကုန်းတွင်းပိုင်းမှာချင်းပြည်နယ်ကနေတဆင်အိန္ဒိယနိုင်ငံနဲ့ဒီဆက်ဆက်ကုန်းတွင်းရေးနဲ့နိုင်ငံရေးဆက်ဆံတာတွေမှာဒါအခွင့်အရေးတွေအများကြီးရနိုင်တယ် ါပေမဲ့အီရအတွက်စင်ခေါ်မှုတွေကိုပြောမယ်ဆိုလို့ရှိရင်ရခိုင်ပြည်အားပထူရီနိုင်ငံရေးအရာအင်အားကြီးနိုင်ငံတွေရဲ့အကျိုးစီးပွားဆောင်မဲ့ဖြစ်နေတဲ့အတွက်ဒါအီအနေနဲ့ကတော့ဒီဒီနိုင်ငံတွေကြားမှာပဏိပခတ်ကိုရှောင်ရှားဖို့တော့ဒါတတိထားရမှာပေါ့လေအာဒီတော့တရုတ်နဲ့အိန္ဒိယအကြားရှင်ပြိုင်ဒါတွေဒါဘင်္ဂလားဒေ့ရှ်နဲ့မြန်မာအကြားဒီဒီဘင်္ဂလီအရေးကိစ္စတွေမှာတင်းမာမှုတွေကဒီအီအေနဲ့တန်တမန်ရေလန်းချောင်းကိုတော့ဒါရှုပ်ထွေးနိုင်တဲ့အနေအထားမှာရှိပါတယ် တနည်းအားဖြင့်တော့ဒီ EA ရဲ့ဒီစီးပွားရေးမူဝါဒနဲ့နိုင်ငံခြားရေးမူဝါဒအနာဂတ်မှာရခိုင်ပြည်သူနဲ့ရခိုင်ပြည်သူလူထုအတွက်တကယ့်ကိုအရေးပါတဲ့အခန်းကဏ္ဍတစ်ခုလို့ဖြစ်ပါတယ်။အာဆိုတော့တယောက်နဲ့အကျိုးစီးပွားနဲ့ဒီ EA ရဲ့ဆက်ဆံရေးကိုကြည့်မယ်ဆိုလို့ရှိရင်လေဒီလက်တလောနှစ်တွေအပြင်မှာတဲ့ EA ကနေပြီးတော့မာတယောက်အိန္ဒိယဘင်္ဂလားဒေ့ရှ်စတဲ့အင်ဂျင်နိုင်ငံတွေနဲ့ဒီ တရားဝင်တရားဝင်ရောတရားမဝင်ရောဒါဆက်သွယ်တာတွေကိုတွန်းမြင်ဒါဆောင်ရွက်လာရဲလို့ကျွန်တော်တို့သိရတယ်ဗောလေအဲ့ဒီပြင်နိုင်ငံသားအတိုင်းဝိုင်းကိုသူတို့ရဲ့အတန်ကိုရောက်ဖို့အတွက်လည်းမီဒီယာနဲ့ဒါတန်တမန်ရေးရလှုပ်ရှားတာတွေကိုလည်းဒါအေကအရှင်ဟုမြင်လာတယ်လို့ကျွန်တော်တွေ့ရတယ်အေရနိုင်ငံရေးကြားရေးမူဝါဒမှာတရုတ်နိုင်ငံကတော့သူကအထူးဦးစားပေးတဲ့အနေအထားမှာရှိတယ်လို့ဒါအာနိုင်ငံရေးလေ့လာသုံးသပ်သူတွေရှိကနေကျွန်တော်သိရတယ် တော့အဓိကအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နဲ့လည်းဟန်ချက်နီးရဲ့ဒီဆက်ဆံရေးကိုထိန်းသိမ်းဖို့အတွက်ဒါဂျိုးပန်အနေနဲ့အနေထားမှလည်းရှိပါတယ်ဒါတွေကိုချုပ်ကြည့်မယ်ဆိုလို့ရှိရင်ရခိုင်ပြည်ရဲ့ပထဝီအနေထားမှရှိတဲ့အိန္ဒိယနိုင်ငံရဲ့အင်အားကြီးနိုင်ငံတွေနဲ့ဒီဒီစီးပွားရေးအကျိုးစီးပွားတွေကိုဧကမဟာဗျူဟာကြက်ကြက်သုံးဖို့အတွက်အာဒါအာရည်ရည်ရည်ထားတယ်လို့ဆိုနိုင်တယ်ပေါ့လေဆိုတော့လက်ရှိမှာရခိုင်ပြည်တွင်းနိုင်ငံကြရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကဒီတရုတ်ကတော့အများဆုံးပေါ့လေဆိုတော့လွန်ခဲ့တဲ့2020နဲ့4ခုနှစ်ကဆိုလို့တရုတ်စီမံခန့်ရဲ့7ခုရှိတဲ့အနေနဲ့ဒီ10ခုကိုဒါအေအေကနေပြီးတော့မှအဲ့ဒီနေ့ဒီဇင်ဘာ28ရက်နေ့ကထိန်းချုပ်ကဲကဲလေဒီလွန်လတဲ့သူတွေတနာအဖွဲ့တစ်ခုဖြစ်တဲ့မြန်မာမဟာဗျူဟာနဲ့မူဝါဒရဲ့လေ့လာရေးအဖွဲ့ ISP မြန်မာကသူတို့ထုတ်ပြန်ခဲ့တာရှိပါတယ်ဆိုတော့တရုတ်ရဲ့အဲ့ဒီစီမံကိန်းတွေထဲမှာတဘာဝတက်ငွေပိုက်လိုင်းတွေအတွက်စီမံကိန်းတွေအတွက်အမေရိကန်ဒေါ်လာဒီ ထောင်ကျော်တယ်ပြီးတော့ဒီရေနယ်ပိုက်လိုင်းစီမံကိန်းမှာဆိုလို့ရှိရင်တန်း1500လောက်ရှိတယ်ဆိုတော့ဒီအခြားဘီလီယံနဲ့ချီတဲ့စီမံကိန်းတွေလည်းအများကြီးဒါရှိပါသေးတယ်ဒါပေမဲ့တရုတ်ရဲ့အဓိကသဘာဝတန်ငွေစီမံကိန်းကြီးရှိတယ်ဒီကြောက်ဖြူမြို့နယ်ပေါ့လေဒါမဒေးကျွန်းကိုတော့ဒါအဘလိုရမလားခုချိန်ဒီတော့ဒါအေကဒါထိမ့်ချုံနိုင်တဲ့အနေထားမှာတော့မရှိသေးဘူးဆိုတော့အေအေနဲ့တရုတ်နိုင်ငံကြားဆက်ဆက်ရေးကတော့ဒီမဟာဗျူဟာမောက်အရေးပါမှု အာရှိပြီးတော့မှဒီတရုတ်နိုင်ငံဟာအေအေအတွက်အဓိကဒါလက်နေရရှိရအရင်းမြစ်တစ်ခုလို့ဖြစ်တယ်လို့တော့မှဒါအဲဒါအေနဲ့ဒါတရုတ်နဲ့ကြားမှာဒါဒါလစ်လာတုံးတက်သူတွေကအများကြီးဒါပြောဆွနေရတဲ့တည်င်းတွေရှိပါတယ်ဆိုတော့တရုတ်ဟာအေနဲ့တရုတ်ဝင်ဆောင်ရွက်တာမျိုးဆိုတာတဲ့တရားမဝင်တဲ့ဒါဆောင်ရွက်ချက်မျိုးတွေအများကြီးကိုမြင်ရပါတယ်ဆိုတော့တရုတ်နိုင်ငံဟာရခိုင်ပြည်မှာရှိတဲ့ကြောက်ပြူစိတ်ကရင်းနှဲသဘောတန်းကိုပတ်လိုက်စီမံကိန်းတွေမှာဒါအဓိကရင်းနှီး အာမြုံနယ်သူဖြစ်တဲ့အတွက် EA ရဲ့ဒီထိန်းချုပ်နိုင်စွမ်းနဲ့ဒီနိုင်ငံရဲ့ချင်းကပ်မှုတန်တကင်းတမန်ကင်းစောင့်ရမှုတွေကိုအာဒါတရုတ်ကဒီအစောက်ကြည့်နေတဲ့အနေအထားမှာလည်းရှိပါတယ်တရုတ်နိုင်ငံအနေနဲ့ကတော့ EA နဲ့တရားဝင်ဆက်ဆံရေးကိုအတိမတ်ပြုတာဖော်ပြတာမရှိပေမဲ့ဒီမြန်မာနိုင်ငံရဲ့ဒီဆက်ရနေချင်းဆက်ဆံရေးနဲ့ဒီတရုတ်ရေရှည်အတူစီးပွားအကြမ်းမှာဟန်ချက်ညီထိန်းဖို့အတွက်တော့ EA နဲ့လှုပ်ဝဲဆက်ဆံရေးတော့ဒါရှိပါတယ်ဆိုတော့အထူးသဖြင့်တော့ EA ဟာကြောက်ဖြူစိတ်ကင်းအပါအဝင် ်ရခိုင်ကရုတ်တဲ့ဒေသအားလုံးကိုထိန်းချုပ်လာနိုင်တဲ့အတွက်ဒီတယောက်ကတော့သူ့ရဲ့အကျိုးစီးပွားလုပ်ငန်းတွေကိုအနောက်ရှက်မရှိတာဒါဆောင်ရွက်နေဖို့အတွက်အီအီနဲ့ဆက်ဆံရေးကောင်းဖို့တော့ထိန်းသိမ်းလိုတဲ့သဘောတော့ရှိတယ်လို့ပြောလို့ရပါတယ်။အီကတော့ရခိုင်ပြည်တွင်းကဒီဒီနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုအကကွန်မလို့သူကဒီအစောပိုင်းဒီ2020လက်ဒီဇင်ဘာ29ရက်စွဲနဲ့တော့မှဒါထုတ်ပြန်ထားတာလည်းဒါရှိပါတယ်။ဆိုတော့ဒါပေမဲ့ဒီဆက်ဆံရေးမှာတတိထားရမယ့်အချက်တွေရှိပါတယ်။ဒါတရုတ်နိုင်ငံမှာ အာဘယ်လိုမှတရုတ်နိုင်ငံဟာတစ်ဖက်မှာရှစ်ခေါင်စီနဲ့လည်းတရုတ်ဝင်ဆက်ဆံရေးရှိနေတဲ့အတွက် EA ကတရုတ်ရဲ့နှစ်ဖက်ကစားတာအပေါ်မှာတော့တတိထားဖို့တော့လိုပါတယ်ဆိုတော့အဲ့ဒီအပြင်တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကိုလည်းမခံမိဖို့လိုပါတယ်ဒါတရုတ်ရဲ့လွှမ်းမိုးမှုကိုအလွန်အကျွံခံရမယ်ဆိုရင် ရေရှည်မှာဒါဒါ EA ရဲ့အာဒါလူလဲဆိုဆုံးဖြတ်ပိုက်ကွင်းနဲ့ရခိုင်ပြည်ရဲ့အချုပ်အခြာအာဏာကိုထိခိုက်လာနိုင်တဲ့အန္တရာယ်တွေအများကြီးရှိပါတယ်။အိန္ဒိယနဲ့ ဒီဘက် A ရဲ့ဆက်ချက်ရေးဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အိန္ဒိယနိုင်ငံကလည်းဒီရခိုင်ကမ်းရိုးတန်းမှာဒီတရုတ်ရဲ့လွှမ်းမိုးမှုကိုဒါထိန်းချုပ်ဖို့အတွက်ကြိုးပမ်းနေတာ ရခိုင်ပြည်အဲ့ဒါရခိုင်ပြည်ရဲ့ဒီစီးပွားရေးပိုင်းမှာမြန်မာအစိုးရနဲ့ဒီညှိပြီးပါဝင်လာနေတာတွေရှိပါတယ်။အိန္ဒိယဟာသူရှင်းမဲ့ဝါဒရဲ့အောက်မှာဒီစစ်တွေစစ်ကဲမြင့်တင်ရေးကလန်ဒန်ပို့ဆောင်ရေးကိုယင်းနှိမ့်နေထားတာတွေရှိပါတယ်။အဲ့ဒါက ဒီမြမအစိုးရနဲ့ပတ်သက်ပြီးသူတို့ချုပ်ဆိုထားတဲ့ရခင်ကလေးရတာရှိခဲ့တာပေါ့လေအဲ့ဒီစီမံကိန်းတွေအတွက်အိန္ဒိယနိုင်ငံကဒေါ်လာတန်400ကျော်400နဲ့80နဲ့4တန်းတော့ဒါရင်းနှီးထားပြီးတော့မှဒီ2000နဲ့8ခုနှစ်ကအိန္ဒိယနဲ့မြန်မာအစိုးရကြားသူတို့ဒါသဘောတူလက်မရေးထိုးခဲ့တာရှိပါတယ်အဲ့ဒီစီမံကိန်းဟာအိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်မှာရှိတဲ့ဒီကုန်းလွှဲပိတ်ဒေသအတွက် ီလီအာထွက်ပေါက်ရစေတဲ့အပြင်ကိုဒါစစ်တွေကြောက်တော့ပလက်ဝါကနေတစင်အိန္ဒိယနိုင်ငံမီဇူရီပြည်နယ်ကိုတစင်ဒါစစ်တွေတွာလာနိုင်ပြီးတော့ကလဒန်မစ်ကြောင်တစ်ချောင်းမှာလည်းဒါကုန်သေးတဲ့လမ်ဘတ်စစ်တွေကိုကောင်းမွန်လာနိုင်ပါတယ်ဆိုတော့ဒါမှမဟုတ်လည်းအဲ့ဒီစီမံကိန်းဟာမြန်မာနိုင်ငံအတွင်းမတည်မငြိမ်မှုနဲ့နှစ်ရှည်လက်များစစ်ပွဲတွေရောက်ဒါရက်ထားရတာတွေရှိပါတယ်အိန္ဒိယအစိုးရအနေနဲ့လည်းလက်ရှိမှာဒါရခိုင်ပြည်ကိုအေအေကလုံးစုံတင်ပိုက်ဖို့ကြိုးစားနေတဲ့အတွက်မြန်မာအစိုးရနဲ့အေအေအကြားဒါတပတ်ပတ်ကိုဒါရွေးချယ်ရမယ့်အနေအထားကိုအာရောက်လာလဲ နိုင်ပါတယ်ဆိုတော့အေနဲ့အိန္ဒိယအချွေအားဆက်ဆံရေးကဒီရှုပ်ထွေးပြီးတော့မှအကဲဆက်တဲ့အခြေအနေတော့ရှိပါရှိပါတယ်ဆိုတော့အိန္ဒိယအချွေအားကအေကိုတယုံဝင်အတိမဲ့ပြူတာဒါမရှိတဲ့အနေအထားမှာသူတို့နိုင်ငံရဲ့အရှိမြောက်ပိုင်းဒေသတွေကဒီအေရဲ့အတာလှုပ်ရှားမှုဟာလုံခြုံရေးအရာစိုးရင်ချက်တွေလည်းဒါဖြစ်ကောင်းဖြစ်နိုင်တယ်လို့ယူဆထားပုံလည်းရနိုင်ပါတယ်အထူးသဖြင့်တော့ချင်းပြည်နယ်ပလောဝဒေသကိုအေကအာတင်ပိတ်ထားတဲ့အတွက်ချင်းလက်နက်ကိုင်းအဲ့ဒါအဖွဲအချို့နဲ့ပေါ့လေဒါအေအေကိုသဘောမကျတဲ့ အနေထားမှာဒါအိန္ဒိယကစိုးရင်စေအများကြီးရှိပါတယ်ဆိုတော့ဒါပေမဲ့ AA ရဲ့ဒီရခိုင်ပြည်နယ်တိုးတက်လာတဲ့အခြေအနေနဲ့တရုတ်နိုင်ငံရဲ့အာဒါပူအားကောင်းလာတဲ့ပေါ့လေတရုတ်နိုင်ငံရဲ့ပူအားကောင်းလာတဲ့လွှမ်းမိုးမှုကလည်းအိန္ဒိယအစိုးရရဲ့ဒီမဟာဗျူဟာကိုစိုးရင်စေတဲ့အများကြီးအဖြစ်စေဖြစ်စေတယ်ပေါ့ဒါကြောင့်အိန္ဒိယကဒါကြောင့်အိန္ဒိယအစိုးရဘက်က AA နဲ့လှုပ်ဝဲဆက်သွယ်မှုတွေစတဲ့လာရင် ရှိပြီးတော့ AA နဲ့တိုးတက်တဲ့ဒီအင်အားကို အေးရတူတက်လာတဲ့အင်အားအားကိုပေါ့ပြည်တွင်းလုံခြုံရေးချင်းချောင်းမှုအဖြစ်ရှုမြင်မဲ့အစားပေါ့လေဒါသူတို့ရဲ့အကျိုးစီးပွားတွေကိုအထောက်အကူပြုနေတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်ဒါပြန်ပြီးမြင်လာနိုင်တဲ့အနေအထားလည်းရှိပါတယ်ဟုတ်အေးအနေနဲ့လည်းအိန္ဒိယနဲ့ဒီဆက်ဆံရေးကိုတူးမြင်လို့တဲ့သဘောတော့သူ့မှာအပြေဝရှိပါတယ်ဘာကြောင့်လဲဆိုတော့တယောက်ရဲ့ဒါလွှဲမိုးမှုကအလွန်ကျော်ဖြစ်လာမယ်ဆိုရင်သူသူ့ကိုဟန်ချက်ညီထိန်းဖို့အတွက်ဒီအိန္ဒိယကမဟာဗျူဟာမြောက်တဲ့ဒီမိဖက်ဖြစ်လာနိုင်တယ်ပေါ့ တပြည့်တဲ့အေးထင်းချုပ်တာတဲ့ချင်းပြည်နယ်ပလောဝါကတရှင်အိန္ဒိယနိုင်ငံကိုကုန်သွယ်လမ်းကြောင်းတဲ့အာဒါဖွင့်လင်းနိုင်တာကရခိုင်ပြည်အတွက်ဗန္ဒရေးနဲ့စီးပွားရေးအတွက်အရေးပါတဲ့အခွင့်အလမ်းကြီးတစ်ခုဖြစ်လာနိုင်ပါတယ်ဆိုတော့လက်တော်အခြေအနေမှာအေးနဲ့အိန္ဒိယအကြားဆက်စင်ရရေးရမရှိပေမဲ့လို့နှစ်ဖက်စလုံးကတဖြည်းဖြည်းချင်းခတ်မှုတွေပြုလုပ်နေတယ်လို့ဒါအတင်းအရေးမြစ်တွေပေါ့လေဒါနီးစပ်တဲ့သတင်းမျိုးတွေကျွန်တော်တို့သိရတယ်ရရှိမှာအိန္ဒိယဟာ တယောက်ရဲ့လုံမှုကိုဟန်ချက်ညီထိန်းဖို့အတွက်အေအေကိုပို့ပြီးအတိမတ်ပြုလာနိုင်ပြီးအာစီးပွားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာဖူးပေါင်းဆောင်ရွက်မှုတွေလည်းဒါမလုံလာနိုင်ဘူးလို့ဒါပြောလို့မရနိုင်ဘူးဒါအိန္ဒိယကတော့ဒါတယောက်ရဲ့ဟန်ချက်ကိုထိန်းမယ်ဆိုလို့ရှိရင်သူကဒီအေအေနဲ့ဒါလုပ်ကိုလောက်ရမယ်အနေထားဒါဖြစ်လာနိုင်တာကိုပြောချင်တာဖြစ်ပါတယ်ကျွန်တော်တပတ်ဒီ ဘင်္ဂလားဒေ့ရှ်နဲ့ပတ်ကိုပြည့်ကြည့်မယ်ဆိုလို့ရှိရင်လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံဟာရခိုင်နဲ့အနီးဆုံးထိစပ်နေတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်အီအတွက်ဒေသတွင်းနိုင်ငံရေးစီးပွားရေးလုံခြုံရေးပေါ်မှာဒါတက်ရောက်မှုကြီးတဲ့အရေးပါတဲ့ဆက်နွယ်မှုတစ်ခုလို့ဆွေးရပါမယ်။ရခိုင်ပြည်ရဲ့တမိုင်းဝင်အနေထားအာပထဝီနိုင်ငံရဲ့အခြေအနေနဲ့လက်ရှိဒါစစ်ရေးဖြစ်ပေါ်နေတာတွေကြောင့်နှစ်ဖက်ဆက်စင်ရတာတချို့နေရာတွေမှာတော့ဒါရှုပ်ထွေးတဲ့အနေထားမှာတော့ရှိပါတယ်။ရခိုင်ပြည်နဲ့ဘင်္ဂလားဒေ့ရှ်တို့ကြားမှာဒီစီးပွားရေးနိုင်ငံရေးဆက်ဆံမှုတွေကနှစ်ပေါင်းများစွာ ဒါတရှိလာပြီးတော့မှတရားဝင်နဲ့တရားဝင်ကုန်သင်မှုလမ်းကြောင်းတဲ့တရှင်ကုန်စည်စီးဆင်းမှုဟာဒါအနေနဲ့အမြတော်မြန်မာဆွေရလက်ထက်ကလေးကတော့ဒါရှိရှိခဲ့ပါတယ်တရားမဝင်နေရဖြစ်ကြော်ပြီးဒါရခိုင်ပြည်ကိုဝင်ရောက်လာတဲ့ဒါမွတ်စလင်အာဘင်္ဂလီတွေကတော့ဒီနေဆက်ကိုနေဆက်ကမြန်မာအစိုးရဒီတပ်ဖွဲ့ဝင်တွေကနေတရှင်လက်ပေးလက်ယူနေရောက်ရှိလာခဲ့တာလေဒါ အရင်တုန်းကအစိုးရလက်ထက်ကလေးကအဲ့လိုမျိုးပုံစံတွေအများကြီးရှိခဲ့တယ်ပေါ့လေဒါ2019ခုနှစ်တုန်းကလည်းဒါ NLD ဒီမိုကရေစီအစိုးရလက်ထက်မှာလည်းမွတ်စလင်ဒါခုနှစ်သိန်းလောက်ရှိတဲ့မွတ်စလင်တွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဒါတင်းချောက်ခဲ့တဲ့အဖြစ်တွေရှိအဖြစ်ပြက်တွေရှိခဲ့တယ်ဒီကြားထဲမှာနှနိုင်ငံကြားမှာလည်းတန်တမန်ဆက်ဆံရေးထိခိုက်မှုတွေရှိခဲ့တဲ့အပြင်ကိုဒါရခိုင်နဲ့မွတ်စလင်တွေကြားမှာလည်းဒါဘယ်လိုပြောမလဲ အာတန်တရားစိတ်တွေလည်းအများကြီးဒါရှိခဲ့တယ်ဗောလေအခုချိန်မှာအတိတ်ကပိုတဲ့ဒီမွတ်စလင်လက်နက်ကဖွဲ့စည်းတဲ့ဖြစ်တဲ့ RSO တို့ AR တို့ဒီအာစာဖွဲ့တွေကဒီဘူးသီးတောင်ဒါမုံတော်နဲ့ဘင်္ဂလားဒေ့ရှ်နေဆက်ဒေသတွေမှာလှုပ်ရှားနေပြီးဒါဒေသတွေမတည်ငြိမ်မှုတွေကိုဖန်တီးနေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အရင်အစိုးရလက်ထက်ကတည်းကရခိုင်ဘင်္ဂလားဒေ့ရှ်ကုံတူရင်းနဲ့စီးပွားရေးအရာရင်းနှီးမြှုပ်နှံမှုတွေကဒါသူတို့မှာတော့အနည်းနဲ့အများတော့ရှိရှိကြပါတယ်ရခိုင်ကဘင်္ဂလားဒေ့ရှ်နေရာစီးပွားရေးထက်လူမျိုးရေးဘာသာရေးပဏိပက္ခ အများကြီးရှိနေတဲ့အတွက်ကြောင့်မို့လို့ဒီအချင်းနေဒီကိုကြိုက်ပြို့ဖို့ဆိုရင်အေးရဲ့အတွက်ကတော့ဒါစင်ကိုချက်တွေလည်းသူ့မှာရှိပါတယ်ဒါမှမဟုတ်ရေခိုင်နဲ့ဘင်္ဂလားဒေ့ရှ်အကြမ်းမှာနှစ်ဖက်တောင်းဝရှိတဲ့သူတွေဒီကိစ္စကိုပူပေါင်းဆောင်ရွက်ရမယ်ဆိုရင်ဟာဒါဖြစ်ရှင်းနိုင်တဲ့အနေအထားမှာတော့ရှိပါတယ်နေဆက်လုံခြုံရေးအတွက်တောင်းဝရှိသူတွေအကြမ်းမှာဒါလွယ်တဲ့ညှိနှိုင်းမှုတွေအကြမ်းမှာဒါနှက်မြစ်အတွင်းမှာပေါ့ဥပမာလွယ်တဲ့ ညှိနှိုင်းမှုတွေလုပ်မယ်ပြီးလို့ရှိရင်အခုဒီနတ်မြစ်တွင်းမှာဒီဘင်္ဂလားဒေ့ရှ်ဘက်ကရခိုင်ပိုင်နယ်အမှာဒါတရားမှုဝင်ငါဖန်ခိုးဒါတွေကိုလည်းဒါရှိတဲ့အတွက်ကြောင့်မို့လို့ဒါဘင်္ဂလားဒေ့ရှ်ဘက်ကလည်းသူ့ဘက်ကလည်းသူထိမ့်မယ်ဆိုလို့ရှိရင်ဒါတခုခုအခြေအနေတခုခုကတော့ဒါကောင်းမွန်တဲ့ဒါအပေါင်းလက္ခဏာကိုရောက်ရောက်မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါအပြင်တရားဝင်ကုံသွေးရေးဒါတရားမှုဝင်ကုံသွေးမှုဒါလမ်းကြောင်းတွေလည်းဒါရှိပါတယ်အဲ့ဒီနေဆက်တွေမှာဒါမူကြီးစွာ ဒါလက်နဲ့ခရင်တခြားတရားမွေကုန်သေးပစ္စည်းတွေကိုဒါလုံနေကြတဲ့အနေအထားတွေကျွန်တော်တို့အများကြီးဒါတိရပါတယ်ဆိုတော့ဒီအချိန်မှာနှစ်ဖက်အန္တရာယ်တွေအကျမ်းမှာတော့အဲတင်းမာမှုတွေမှာဖြစ်ပေါ်တော့လိုပါတယ်ဘင်္ဂလားဒေ့ရှ်ဆိုရကတရင်ဝင်အဖြစ်တော့အရခတ်တက်တော်ကိုအတိမဲ့ပြုထားတာတော့မရှိဘူးအာဒါကြောင့်အဘင်္ဂလားဒေ့ရှ်ကနေနိုင်ငံတကာအတန်နမဲ့ရေးရမှာမြန်မာအစိုးရနဲ့လည်းအခုချိန်ကြီးဆက်ဆံနေတာဖြစ်ပါတယ်ဒါပေမဲ့အရခတ်တက်တော်ရဲ့ထင်းချုံနေမြေ အာတိုးတက်လာတဲ့အလျောက်တော့လက်တွေ့အနေထားရတော့အာရခတက်တော်နဲ့ဒိုင်ယမ်မဟုတ်ရင်တော့မှဒါအရင်တော့တရုတ်တို့အိန္ဒိယတို့လိုမျိုးဒါလှုပ်ဝက်ပေါ့လေဒါတရားမဝင်တဲ့ပုံစံမျိုးတွေနဲ့အများကြီးဒါတွစ်ဆုံနှိမ့်နိုင်တာတဲ့အာရှိမှာပဲပေါ့ဆိုတော့နှစ်ဖက်စလုံးကသူတို့ရဲ့ဒီနိုင်ငံရေးစီးပွားရေးနဲ့လုံခြုံရေးအကျိုးပေါ်မှာအခြေခံတဲ့ဆက်ဆက်ရေးကိုပုံပေါ်တော့ကြဖို့တော့ကျွန်တော်တို့တွေ့ရတယ်အဒေတာတို့ပြည်ထောင်နိုင်ငံရေးအခြေအနေနဲ့ဒီနိုင်ငံတကာဖိအားတွေကိုလည်းနှစ်ဖက်တောင်းဝင်ရှိသူတွေကြားပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင်ဒါကဖြစ်ရှင်းနိုင်တဲ့အနေအထားတစ်ခုဖြစ်ပါတယ် ရခိုင်ကတရုတ်နဲ့အိန္ဒိယဆိုတော့ရခိုင်ကတရုတ်အိန္ဒိယနဲ့အာရှနိုင်ငံတွေတာမကအနောက်နိုင်ငံတွေကပါစိတ်ဝင်စားနေတဲ့နေရာတစ်ခုဒါဖြစ်ပါတယ်ဆိုတော့အမေရိကန်ဂျပန်တောင်ကိုရီးယားနဲ့ဥရောပနိုင်ငံတွေပါစိတ်ဝင်စားနေတာပါဆိုတော့ဘာကြောင့်အမေရိကန်နဲ့ဥရောပနိုင်ငံတွေကစိတ်ဝင်စားတယ်လဲဆိုလို့ရှိရင်တရုတ်ရဲ့ဒါစီးပွားရေးအင်ပါယာချစ်ထွေမှုတွေကဒီအိန္ဒိယဖေစစ်ဘက်သမုဒ္ဒရာအထိကိုချစ်ထွေလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဆိုတော့တရုတ်ရဲ့စီးပွားရေးနဲ့ ဒီအာနာတီဆောက်ရေးမှာပနမတူမြောင်းကိုပါဆိုရင်လာတဲ့အတွက်ဒီ trend ကဒီ trend ဆိုရတာပေါ့လေပနမတူမြောင်းကိုပါတင်ဖို့ပြောလာတာဖြစ်ပါတယ်ဆိုတော့အခုလည်းအဲ့ဒီလိုပဲဂျပန်နိုင်ငံကလည်းအရှတ်တွင်းမှာလွှဲမိုးနိုင်သူတို့လည်းဂျပန်ကလည်းလွှဲမိုးရရှိနိုင်ဖို့လည်းကြိုးပမ်းတယ်ဆိုတော့ဒီလွတ်လပ်ပြီး ဒါပွင့်နေတဲ့ Indo Fishy Bay FOIP မဟာဗျူဟာအောက်ကရခိုင်ပြည်မှာယင်းနှိမ့်နယ်မှုတွေလောက်ခဲ့တာရှိပါတယ်ရခိုင်ပြည်မှာယင်းနှိမ့်နယ်မှုတွေလောက်ခဲ့တာရှိပါတယ်ဒီယင်းနှိမ့်နယ်မှုတွေကမြန်မာနိုင်ငံမှာအာဏာမသိမ်းမီဒီအရက်သားအစိုးရလက်ထက်မှာဖြစ်ပါတယ်ဒါဂျပန်ရဲ့ယင်းနှိမ့်နယ်မှုတွေထဲမှာရခိုင်ပြည်ရဲ့အခြေခံစာအုပ်ဖွံ့ဖြိုးရေးဒါလျက်စစ်အာဒါဒါထောက်လို့ရေးစီမံကိန်းတွေနဲ့ဒီတဘာဝဘေးရန်တွေစီမံခွင့်ခွင့်ရေးတွေပါပါတယ်ဂျပန်ကနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီလို့ခေါ်တဲ့ဒီ JINCA ဒီစစ်တွေရဲ့ဒီရေပွေးပွေရေးစနစ်တို့ လမ်းပန်းဆက်သွယ်ရေးနဲ့ပညာရေးကဏ္ဍတွေမှာအများကြီးဒါရင်းနှီးမြှုပ်နှံခဲ့တာရှိပါတယ်။ဒါမြန်မာနိုင်ငံရဲ့အာဏာမသိမ်းမီကာလအတွင်းဒါအမေရိကန်နဲ့ဥရောပနိုင်ငံတွေမှာလူသားချင်းစာနာထောက်တာမှုအကူအညီတွေတဲ့ဒါဖွံ့ဖြိုးရေးစီမံခန့်တွေပံ့ပိုးတဲ့အပြင်ကိုဒေသတွေဒီမိုကရေစီနဲ့လူ့အခွင့်အရေးအာမြစ်တင်ရေးတွေမှာလည်းဒါပင့်ပိုလျက်ရှိပြီးတော့မှဒီစီးပွားရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံဖို့ဒါကြိုးပမ်းခဲ့တာရှိပါတယ်ဆိုတော့အထူးသဖြင့်တော့ရခိုင်ပြည်မှာတိုက်ရိုက်ရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက်အများကြီးစိတ်ဝင်စားမှုရှိခဲ့တယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ် အဲဆိုတော့သူတို့ရဲ့ဒီစိတ်ဝင်စားမှုတွေကအဓိကအပြင်ရည်နယ်နဲ့တဘာဝတက်ငွေလုပ်ငန်းပြီးကြရရင်ဒီအခီးသွွားလုပ်ငန်းတွေငါးလုပ်ငန်းတွေဒီစိုက်ပျိုးရေးကဏ္ဍတွေလည်းပါပါတယ်အထူးသဖြင့်တော့ဒီတရုတ်ရဲ့ဒီ PR စီမံကိန်းကိုဒါအိန္ဒိယအာအမေရိကန်အိန္ဒိယနဲ့ဒီတခြားမဟာမိတ်တွေကဒါပူးပေါင်းပြီးတော့မှာ FOIB ရတာထိန်းချုပ်ဖို့ဒါကြိုးစားတာလည်းဖြစ်ပါတယ်ဆိုတော့ဒါကြောင့်အနာဂတ်မှာတရုတ်နိုင်ငံကဒီပင်လယ်တပ် ထပ်ပေါပြေကြောက်ပြူစစ်ကံကိုအသုံးပြုနိုင်ခဲ့မှဆိုရင်အမေရိကန်နဲ့အိန္ဒိယကဒါစီးပွားရေးမှာအများကြီးဒါတတိထားရမယ့်အခန်းနဲ့ခင်းကျင်းနဲ့ဖြစ်လာမယ်ပေါ့လေဆိုတော့နောက်နောက်ဆုံးအချုပ်အနေနဲ့ပြောရမယ်ဆိုရင်ရခိုင်ဟာအရာကြီးနိုင်ငံတွေရဲ့ဒါစီးပွားရေးလမ်းကြောင်းတစ်ခုဖြစ်ပြီးတော့မှဒါပထဝီနိုင်ငံရဲ့အရပါစောက်ကြီးခံနေရတဲ့အနေအထားမှာရှိပါတယ်ဆိုတော့တဘာဝတည်ရဇာတာဂျီဝါမူအရေးပါတဲ့ကုန်တွေလမ်းကြောင်းဆောင်တဲ့နေရာဖြစ်တော့ဒါဗျူဟာကျတဲ့တည်နေရာအကြောင်းဒီအရာကြီးနိုင်ငံတွေရဲ့ဒါအကျိုးစီးပွားဖြစ်လာတာဖြစ်ပါတယ် ဆိုတော့အနာဂတ်ရခိုင်ပြည်အတွက်တန်ငိတမန်ကိကိုအေအေကနီးပရိဂျိုဝါဇွန်နဲ့အတုံးချဖို့တော့လိုပါတယ်။ဒါကြောင့်ရခိုင်ပြည်ကဒါစီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတဲ့ရတဲ့အခွင့်အလမ်းကောင်းတွေရှိသလိုစင်ကိုချက်တွေလည်းအများကြီးရှိပါတယ်။ရခိုင်ပြည်ရဲ့အနာဂတ်စီးပွားရေးလာလာဟာသူစိတ်ဝင်စားဖို့ကောင်းပါတယ်။ဆိုတော့နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေတိုးလာမယ်ဒီအခြေခံအဆောက်အအုံတွေဖွံ့ဖြိုးတိုးတက်လာမယ်ဆိုရင်ရခိုင်ပြည်ဟာဒါရှစ်တောင်အချမ်းမှာအရေးပါတဲ့စီးပွားရေးစုံချက်တစ်ခု ေါ်ထွက်လာမှာဖြစ်ပါတယ်။ဒါပေမဲ့အခုအလားအလာတွေကဒီအမှန်တကယ်ပေါ်ထွက်လာဖို့အတွက်ဆိုရင်နိုင်ငံရေးတည်ငြိမ်မှုတွေဒါရေရှည်တည်တဲ့ဒါဒီခံမြဲမှုတွေဒါပွင့်လင်းမြင်သာမှုတွေတာဝန်မှုတာဝန်ခံမှုတွေနဲ့ဒီဒေသခံပြည်သူလူထုပေါ်အကျိုးဖြစ်ထွန်းစေဖို့တော့လိုအပ်ပါတယ်။ဆိုတော့အရေးအကြီးဆုံးအချက်ကတော့ဒီ Architect.a ရဲ့စီးပွားရေးဆိုင်ရာမူဝါဒနဲ့နိုင်ငံခြားရေးမူဝါဒဟာရခိုင်တပီလုံးရဲ့အတက်အကျော်တစ်ခုဖြစ်လာတယ်ဆိုတာကိုတင်ပြလိုက်ပါတယ်။